ဲ့တော့ကျွန်တော်တို့ဗုဒ္ဓဟူးသားသမီးများအတွက်ဟောသတန်းစီစဉ်လေးစပါမယ်ဗုဒ္ဓဟူးသားသမီးတွေအတွက်ကျွန်တော်တို့ပထမဆုံးကြားလာတဲ့တေရောနမိတ်ကကြတော့ကျဲပွင့်၅ပွင့်တဲ့သင်္ကေတနမိတ်ပါဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုဗုဒ္ဓဟူးသားသမီးတွေဟာတဲ့ဒီကာလမှာကိုအားကိုကိုမှအောင်မြင်မဲ့ကံတရာမျိုးရှိတယ်သူများကိုအားကိုလို့မရဘူးအကူအညီတွေမရနိုင်ဘူးဆတ်တူဆရာပူတဲ့ပေါင်းဆက်လုပ်ငန်းတွေမအောင်မြင်နိုင်ခုအကူတာအားကိုပြီလေ ိုလန်းကိုထွင်းကိုလန်းကိုဖောက်ကိုယ့်ကိုရှောက်ရမယ်အချိန်ကာလကံကြမ္မာနမိတ်ဖြစ်ပါလေကိုယ်တိုင်တိဆောက်ရမယ်အချိန်လို့နားလဲပါလို့တဲ့မှာဆိုရင်လေသူများကကိုယ့်အတိမတ်ပြုဖို့ဒီသူတော်ကကိုယ့်ကိုချီးမွမ်းထောပနာပြုဖို့လေသူတော်ကကိုယ့်ကိုလမ်းနေပြဖို့ဒီသူတော်ကကိုယ့်ကိုအကြံကောင်းညံကောင်းတွေပေးဖို့ဒီတိတ်ပြီးတော့မမျှော်လင့်ပါဘူးကိုယ့်ကကိုယ်သာအလုပ်တွေကိုဇွဲလုံးလာဝရိယနဲ့ကြိုးစားပြီးတော့အားထုတ်တင့်ပါအဲ့လိုအားထုတ်မှပဲ ဒီကလာတွေကအောင်မြင်မှာပါဒီတိုင်းမဟုတ်ဘဲနဲ့ဘိုလ်လူအာကိုဒီလူအာကိုထက်လူကြီးအာကိုလုံးပေါ်ကိုင်းပဲအာကိုပေါ့နော်ဒါအဲ့လိုအာကိုပြီးတော့ဆိုရင်တော့အဆင်မပြေပါဘူးဘာကြောင့်လဲဒီကလာကအကူညီမရတတ်တဲ့အချိန်ကာလဖြစ်နေလို့ပါပဲနော်နောက်တစ်ခုကကျွန်တော်တို့ဒီဗုဒ္ဓဘုရားသမီးတွေရဲ့ကံတရားမှာတဲ့ကိုပိုင်စည်းဝါးရေးလုပ်ငန်းလုပ်ကြနေတဲ့သူတွေဆိုရင်တော့ ထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်နိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေတိုးချဲ့ပြီးတော့လုပ်ကင်တင်တယ်။ဒါတို့ကသူ့ဦးနဲ့သူ့ဆန်းတန်ရတန်ရစဉ်းစားရမှာပေါ့။သူများကိုအားကိုးပြီးတော့လုပ်ငန်းတိုးချဲ့ဖို့ဆိုရင်တော့အဆင်မပြေပါဘူးเนาะ။အဲ့ဒါလေးတွေတော့တတိထားဖို့လိုအပ်ပါတယ်။အဲ့တော့မကောင်းလားဆိုတော့လည်းကောင်းတယ်။မအောင်မြင်နိုင်ဘူးလားဆိုတော့လည်းအောင်မြင်နိုင်တယ်။အဆင်မပြေနိုင်ဘူးလားဆိုတော့လည်းအဆင်ပြေနိုင်တယ်။ အရေးကြီးတာတော့သူများကိုအာမကိုနဲ့မိသားစုတွေကိုအာမကိုနဲ့ကိုယ်လှုပ်ဖို့ဂိုင်းဘက်တွေကိုအာမကိုနဲ့ကိုယ့်အကူကိုပြီးတော့ကိုလန့်ကိုဖောက်ကိုလန့်ကိုထွင်ပြီးတော့ဇွဲလုံးလာဝရိယအပြည့်နဲ့သာ ရုံးကန်ကြိုးစားအားထုတ်တက်မှာခက်ခဲတွေရှိရင်လည်းပဲအဲ့ဒီခက်ခဲတွေကိုသူများကမကူညီရကောင်းလားလို့မတွေးပါနဲ့တကယ်တကယ်ကျတော့သူလူစရာကခက်ခဲတွေဖြစ်ရင်ကိုယ့်အကူကိုသာ ဖြည့်ရှင်းရတာများပါ နံပါတ်1ကငွေကြေးနဲ့ပတ်သက်တဲ့ကံကြမ္မာအပိုင်းတွေမှာကြတော့ Queen သွားခွက်ပြင်မှာနမိတ်ပါဒီနမိတ်ကကြတော့လေအင်မတန်မှကောင်းမွန်တဲ့အကျိုးပေးကောင်းတဲ့ကံကြမ္မာနမိတ်ဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ရင်တော့ဗုဒ္ဓဘာသာသမီးတွေကအင်မတန်မှကောင်းပါငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းတွေကြုံမယ်ငွေကြေးအကျိုးမြတ်ရခြင်းတွေကြုံမယ်အဖက်ဖက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေကြုံနိုင်တဲ့ကံတလာမျိုးဖြစ်ပါတယ်အစဉ်ပြေမယ်ပေါ့နော်ငွေကြေးကံတလာတော်တော်လေးကောင်းပါတယ် မိမိနေနဲ့ရရကြည့်တဲ့ငွေတွေရှိရင်လည်းချောချောမမောရနိုင်တယ်ပေးရကြည့်တဲ့ငွေတွေရှိရင်လည်းချောချောမမောပေးနိုင်မဲ့ကံတတာမျိုးရှိငွေကြေးကိုအကြောင်းပြုပြီးတော့ပူပန်တော့ကရောက်နေတယ်ဗုဒ္ဓဟူသားသမီးတွေအတွက်ဆိုရင်တော့တော်တော်လေးကောင်းနေလို့ပြောမှဖြစ်ပါတယ်။နောက်လူမှုရေးကံတတာတွေကလည်းဗုဒ္ဓဟူသားသမီးတွေအတွက်သက်လက်ပါဆိုတော့တော်တော်လေးကောင်းပါလူချစ်လူခင်တွေများမယ်ပေါင်းတဲ့ဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်ခြင်းကံ ဆွေမျိုးသားချင်းနေနဲ့ပတ်သက်ရင်လည်းကံတာတာကောင်းနေကျမ်းမာရေးကံတာတာလည်းမဆိုးပါဘူးကျမ်းမာရေးဆူဆူရရအញ្ញံခိုက်တည်ជីជីမမအញ្ញံခိုက်တည်မရှိဘူးပေါ့နော်ဒါအထူးကောင်းတာတော့ပညာရေးနဲ့ပတ်သက်တဲ့ကံတာတာတွေမှာဆိုရင်တော့တော်တော်လေးကောင်းပါပညာပွင့်လန်းတာပေါ့ the sun ဆိုတာ need to rain ကကြတယ်အာကိုယ်ကတိတ်ကြိုးစားစရာမလိုဘဲနဲ့အောင်မြင်မှုတွေရနေတတ်တယ်ဒါမှတ်ဉဏ်နေအစွဲလုံးလာဝရိယအရာတွေမှာ လင်းရောင်ရတာပေါ့နမိတ်အရာအရန်ကောင်းပါနောက်ချင်းတော်ရင်းနဲ့ပတ်သက်ပြီးတော့တီးဆောင်းနိုင်တဲ့ခံစားတာမျိုးရှိတယ်ကျယ်ပွင့်ရှစ်ပွင့်နမိတ်ပေါ့အဲတော့ဆေးစာကြောင်လန်းကိစ္စတွေကောင်းတယ်မင်္ဂလာကိစ္စတွေကောင်းတယ်အကူအညီတွေရတော့ထုံးစံအတိုင်းမရတတ်ပါဘူးအဲတော့ဒီကလာမှာဗုဒ္ဓဘုရားသမီးတွေရဲ့ခံစားတာမှာဆိုရင်နံပါတ်၁ကအလုပ်စီးပွားရေးလုပ်ငန်းငွေကြေးအဖက်ဖက်ကနေပြီးတော့အကူအညီမရတတ်ပါဘူးဒါပေမဲ့အောင်မြင်နိုင်တဲ့ခံစားတာမျိုးရှိပါတယ် ိုကကိုကိုပြီးတော့調査တိဆောက်တင်တယ်လို့အကြံဉာဏ်ပေးခြင်းပါလေเนาะဘုရားသခင်များအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာတွင်အနိယောင်ကောင်းတယ်၊နိညူယောင်ကောင်းတယ်။အနိယောင်နဲ့နိညူယောင်နဲ့ကောင်းပါတယ်။အဲတော့အနိယောင်လေးတွေဝတ်ပါ၊နိညူယောင်လေးတွေဝတ်ပါ၊စောင်းပါ။နောက်အကျိုးပေးတဲ့ကဏ္ဍလေးတွေကတော့တေကဏ္ဍ၊သုံးကဏ္ဍလို့၊သုံးကဏ္ဍတေကဏ္ဍလို့အဲ့ဒါတွေအကျိုးပေးပါလေ။မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဩဇာသီးလို့ဩဇာညွန့်လို့ ကတ်လူပူဇော်ပြီးတော့ဆူတောင်းပါတဲ့နော်ဩဇာတိဩဇာညွန်အုံတို့ခေါဆွဲလဲရပါတယ်နော်တစ္ဆသုံးဆုံးဆိုတော့ကိုယ်မကောင်းတဲ့ကံတတာအញ្ញံကိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုမြည်သူမဆိုလွတ်လွတ်လပ်လပ်လာနိုင်ပါတယ်နော်အကြောင်းမျိုးနဲ့အွန်လိုင်းကနေပြီးတော့ဗီဒင်ဟောစတန်လေးတွေမှာခြင်းနဲ့ဆိုရင်လည်းမှာနိုင်ပါတယ် ဖားစရာကြီးမင်းသင်္ကရဲ့ကြီးပရောက် ပရီလေးတွေနော်ကြီးနဲ့ပရောက်အပြီးပေါက်ဆိုတဲ့ပရီလေးတွေနောက်တစ်ခါဝါစိမ့်နီအဆောင်လက်ပတ်လေးတွေဝါစိမ့်နီအင်းသမဖျောင်းနိုင်လေးတွေတခြားတရားသောအဆောင်ရရာပစ္စည်းလေးတွေလည်းပဲအွန်လိုင်းရနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓသာသမီအပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြပါစေလို့ဤတော်မင်္ဂလာချမ်းနေလိုက်လိုက်လည်းဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။